စိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ရဲ့တတိယကြိမ်စီဝေးကိုဒီနေ့မော်လပိုင်းကစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးရုံးစီဝေးခန်းမှာမှကျင်းပပါတယ်။အစီအွေမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးညူစောကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစီအွေအမှတ်စဉ် တုံမြင့်ဆောင်2024မှာနိုင်ငံတော်ကြီးကစိုက်ပျိုးရေးလုပ်ငန်းများမှာတေကပန်းနိုင်ရည်မှန်းချက်ပြည့်မီအောင်ထွက်ရှိစေရင်းနဲ့တည်တဲ့စွမ်းအားများတိုးတက်လာစေရင်းဝိုင်းဝန်းကြက်မှတ်ဆောင်ရွက်ကြစေလိုကြောင်းလမ်းညွှန်မှားကြားခဲ့တဲ့အတွက်ကော်မရှင်ဝင်များပြည်내တိုင်းဒေသကြီးအစိုးရအဖွဲ့များမှကြက်မှတ်ဆောင်ရွက်ပြီးလိုအပ်ချက်ကိုတင်ပြဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းစာပြေးလုပ်ငန်းများဆောင်ရွက်ရာမှာတတ်မှတ်ထားတဲ့တေကအထွတ်နှုန်းပန်းနိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်တဲ့ကဲ့သို့တည်တဲ့စွမ်းအားများတိုးတက်လာအောင်ဆောင်ရွက်နိုင်မယ်ဆိုပါက စိုက်ပျိုးရေးကဏ္ဍအနေနဲ့များစွာတိုးတက်လာမှဖြစ်ပြီးပို့ကုန်များလည်းပို့မှုရရှိလာမှဖြစ်ပါကြောင်းတဖက်ကလည်းပြည်ပပို့ကုန်နဲ့ပတ်သက်ပြီးလုပ်ငန်းရှင်အသင်းအဖွဲ့အသင်းချုပ်များမှပို့ကုန်ရောင်းဝယ်ပြန်လည်ပေးသွင်းရေးနဲ့ပြည်ပသို့တင်ပို့တဲ့ export လုပ်ငန်းစဉ်များနိုင်ငံခြားငွေမှန်ကန်စွာရရှိရေးတို့အားထိန်းသိမ်းကြပ်မှတ်ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ပါကြောင်း စီရွက်သိနံများပန်းနိုင်ရီမန်းချက်များအတိုင်းထွက်ရှိစေရေးစိုက်ပျိုးရန်လိုအပ်ပါကြောင်းဒါအပြင်အခြေခံစားကုန်ပစ္စည်းများကိုလည်းတိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်ဖူလုံမှုရှိစေရန်ပို့ရှင်နာများကိုလည်းပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးကိုလည်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းမိမိတို့နိုင်ငံအနေနဲ့ရေကန်မြေကန်ကောင်းများနဲ့လှုပ်အားအရင်းမြစ်များရှိပြီးဖြစ်၍ကုန်ထုတ်လုံးမှုတိုးမြင့်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံစီးပွားရေးကိုမြင့်တင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ငရင်တန်းကြောင့်ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ဒေသများမှာစိုက်ပျိုးရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်ဖို့ကိုတာဝန်ရှိသူများကဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းစိုက်ပျိုးရေးလုံလောက်စွာရရှိဖို့အတွက်နေအောင်ကြီးဆွေးရင်တော့မြေတီလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်းငရင်ထိခိုက်မှုမရှိတဲ့ဒိုင်းဒေသကြီးနဲ့ပြည်내များအနေနဲ့မွေးမြူရေးလုပ်ငန်းများကိုပုံမတိုးချဲ့ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်းစိုက်ပျိုးရေးလုပ်ငန်းများမှာ ပန်းနိုင်ရီမှန်းချက်ပြည့်မီစေဖို့အတွက်လိုအပ်တဲ့သွင်းအားစုများကိုမှတ်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်ရန်လိုအပ်မှာဖြစ်ပြီးစိုက်နီးစနစ်များကိုလည်းမှန်ကန်မှုရှိရန်နိုင်ငံတော်ကြီးကဲကလမ်းညွှန်ထားပါကြောင်းကော်မရှင်အနေနဲ့မိမိတို့နိုင်ငံရဲ့တင့်တော်တဲ့နီလနဲ့စနစ်ကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ရေးကိုဦးတည်ပြီးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်။ အဲဒီနောက်စိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ရဲ့ဒုတိယကျင်းအစည်းအဝေးလမ်းညွှန်ချက်များနဲ့ဆုံးဖြတ်ချက်များကိုကော်မရှင်အတွင်းရေးမှူးကရှင်းလင်းတင်ပြပြီးကော်မရှင်အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများမြေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ဒိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များဒုတိယဝန်ကြီးများမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရွှေမတ်စစ်စီယာနဲ့ညီနောင်အသင်းများမှတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးတင်ပြကြပါသည် ဲဒီနောက်စိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌကညီကုန်းချုပ်အမှန်စာကပြောကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။